โอเคရအောင်မလားပါအဲဒီနေ့မှာကျွန်တော်တို့ကဒီ mess မှာပေါ့เนาะအရင်ကကျွန်တော်တို့မြန်မာစာတိုက်ပင်ရိုက်တဲ့ညီကိုလေးတွေပေါ့เนาะအဲမြန်မာတိုက်ပင်ရိုက်တဲ့ညီကိုလေးတွေဆိုရင်ကျွန်တော်စလုံးပေါင်းတက်ပုံနေတနည်းအားဖြင့်ဘယ်စလုံးပင်နဲ့ရှိမယ်မတည်တဲ့အခက်အခဲတွေပေါ့เนาะအဲတော့မြန်မာစာဖောင်ကီလေးရောက်ကိုမကျွမ်းကျင်တဲ့ညီကိုလေးတွေဆိုရင်ဒါလေးကအားကြီးထောက်ကူဖြစ်မှာပါအဲအဲ့ဒါပါလဲဆိုရင်ကျွန်တော်ဒီ ဒီ mess os ညီကိုတွေပေါ့နော်မြန်မာ language ကိုထည့်ပြီးသားညီကိုတွေတွေပေါ့အခက်အခဲရှိရင်လည်းကျွန်တော်မှန်ပေးပါအဲထည့်ပြီးသားလူတွေကဒီဘက်မှာ keyboard abc ဆိုရဲအမြန်မာအဲအဲ့ဒီနေရာလေးမှာကျွန်တော်တို့ဗာလဲဆို show keyboard view ဆိုတာလေးပါတယ်နော်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာကိုမြင်တွေ့အောင်လဲဆိုရင်ဒီ keyboard မှာမြန်မာစာရှိမဲ့နေရာတွေကိုမြင်တွေ့ရလိမ့်မယ်ပေါ့နော်ဥပမာကျွန်တော်ဒီမှာ catalog ဖွင့်ထားနော်ဒါဆိုမြန်မာစာပေါ်ထားတယ်ဒါ catalog နဲ့ကျွန်တော်ချိန်တယ်အင်္ဂလိပ်စာ မြန်မာစာဖြစ်နေကလော်နေအင်္ဂလိပ်စာအင်္ဂလိပ်စာဖြစ်နေကလော်နေမြန်မာနေပေါ့နော်အဲဒီမှာဆိုရင်ရာခေါင်တွေပါနေပယ်မှာနေရမှာဥမာကိုမတိတဲ့စလုံးနေပေါ့ဒီမှာတချို့ကရှင်းနေတယ်မှာရှင်နော်ဒီမှာ ATP. တော့တဘောတစ်ခုပေါ့နော်တာဝန်ဘူးအဲလုံကြီးတင်ထိမယ်တော့နော်အဲလုံကြီးတင်စာဖြစ်ဒီမှာ ATP. တော့အဲအဲ့လိုအဲ့လိုမျိုးပေါ့ကိုမတိတဲ့စလုံးနေကို mass မှာအဓိကကီလေးရောက်တချို့တွေဆိုလည်းရှိတယ်ကျွန်တော်မှာဒီဂျပန်ကိုရီးယားတွေပေါ့နော်သူတို့ရဲ့ language စာကြီး default ပါနေအဲ့တော့ရာကောက်ဒီပါတဲ့ keyboard ပေါ်ဒီမှာရှာလို့မတွေ့တာမျိုးအဲ့တော့ဘယ်စလုံးပဲဖြစ်ဖြစ်ပါ keyboard viewer အနေကြည့်လို့ရတယ်အဲ့တော့ဒီဝါရာကမြန်မာစကားမဟုတ်ဖ ೇನೆ Chinese တွေပါပါအထောက်အပြုကောင်ဖြစ်လိမ့်မယ်အဲ့တော့ဒီ mass နဲ့တုံးနေတဲ့ညီကိုရီး keyboard ပေါ်မှာကျွန်တော်တို့သူတို့ရဲ့ english လမ်းကမဖွင့်တဲ့မာရထန်ပေါ့နော်ကိုမြန်မာဘာသာစကားလေးပဲနေရာမရှိမှမတည်ရင်အခုလိုမျိုးလေးကေဘုတ်ပြီးတော့ဖွင့်ပြီးတော့အသုံးချလို့ရတဲ့စာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးမဲ့ဆင်ပါစေ